င်္ဂလာပါရှင်စပုတ် PDF မြန်မာမှကျေးဇူးလိုက်ပါရယ်2025ခုနှစ်မေလ20ရက်နေ့အင်္ဂါနေ့အတွက်နောက်ဆုံးရပြည်ရင်းသတင်းများကိုတင်ဆက်ပေးပါရမရှင်တရင်ကောင်းစေ ပမောဒိုစကူလာပိုသည့်စစ်ရဟတ်ရဲ၃စီးကို KIA ကပြစ်ချနိုင်ခဲ့ပြီးနှစ်စီးပြတ်ကြတောင်ကူလီတက်ကိုရော့တိုက်တုံးများဖြင့်ပြစ်ခတ်မှုဒုဗိုလ်မှူးကြီး၂ဦးအပါအဝင်စစ်တပ်မှ၁၀ဦးတည်ဆုံးပြီးတိုက်လေရဲ၂စီး18လေရဲ၃စီးနဲ့ကုတောင်များထိမှန်ပြက်စီထိုင်းမြန်မာနယ်စပ်ရှိစစ်ကောင်စီ၏မော် 4K စခန်းကိုနိုင်ပိုင်းသာတိုက်ခိုက်ပြီးတဲ့နောက်စခန်းတစ်ခုလုံးတိုက်ပတ်ရရှိရှားရှိတဲ့တဲ့တွေကိုတင်ဆက်ပေးကြပါမယ် ဦးစွာဗမောတို့စစ်ကူလာပို့သည့်စစ်ရဟတ်ရင်၃စီးကို KIA ကပြစ်ခတ်နိုင်ခဲ့ပြီးတစီးပြကြသွားတဲ့တရင်ကိုတင်ဆက်ပေးကြပါရစေ။ကချင်ပြည်နယ်ဗမောမျိုးတို့စစ်ကူလာသည့်စစ်တပ်ရဟတ်ရင်၃စီးကို KIA ပူးပေါင်းတပ်များကပြစ်ခတ်ရမှာနှစ်စီးထိမှန်ပြကြမှုရှိကြောင်း KIA ပြောရေးဆိုခွင့်ရှိသူပုံမူကြီးနော်မူထံကသိရှိရပါရစေ။ယနေ့မေလ20ရက်နေ့မိုးလေတနအီကျော်ချိန်ဗမောမျိုးစာကခ21အတွင်းတို့လာဆင်းသည့်စစ်တပ်ရဟတ်ရင်၃စီးကိုပြစ်ခတ်ခဲ့ရ မှာ MI7 တင်းရဟတ်ယာဉ်တစီမှာ ပြတ်ကျသွားခဲ့ကြောင်းအခြားရဟတ်ယာဉ်တစီမှာလည်းထိမှန်သွားပြီးအရေးပေါ်ဆင်းသက်သွားခဲ့ကြောင်းသိရှိရပါတယ်။ဗမော်မြို့ဒိတ်တိုက်ပွဲကို2024ခုနှစ်ဒီဇင်ဘာလ4ရက်နေ့ကစတင်တိုက်ခိုက်နေခြင်းဖြစ်ပြီးယနေ့9လကျော်ကြာသည့်အထိနှစ်ဖက်တိုက်ပွဲများဆက်လက်ပြင်းထန်နေစေဖြစ်ပါတယ်။ချက်ကင်ကလည်း KIA ကစစ်ကောင်စီတပ်ရဲ့ရဟတ်ယာဉ်နဲ့တိုက်လေယာဉ်များကိုပြတ်ကျသည့်အထိပြစ်ခတ်နိုင်ခဲ့သေးတာလည်းဖြစ်ပါတယ်။2022ခုနှစ်မေလ3ရက်နေ့ကချင်ပြည်နယ်မူမောင်မြို့နယ် မြို့တင်တဲ့ဂုံးလာကြားတွင်စစ်ကောင်စီ MI35 တိုက်ခိုက်ရေးရဟတ်ရင်ကိုကချင်လူမျိုးရေးတပ်မတော် KIA ကပစ်ချခဲ့ကြောင်းတို့တို့ပစ်ချခဲ့မှုကြောင့်ရဟတ်ရင်ပြတ်ခဲ့ပြီးရဟတ်ရင်မူပုံမှုကြော်စီယာထုံဘူဂျီတန်ထုံလေအုတ်ခွဲတက်ကြက်ကြီးကြိုးစောအောင်တို့တည်ဆုံခဲ့ကြပါရယ်2024ခုနှစ်ဇန်နဝါရီလ3ရက်နေ့နနေ7:59မိနစ်အချိန်ဝိုင်းမော်မြို့နယ်နဖော့စစ်တပ်စခန်းသို့ရိတ်ခါလာပို့တဲ့စစ်တပ်ထောက်ပို့ MI7 ရဟတ်ရင်တစ်စီးကို KIA ကပစ်ချခဲ့ပြီး စစ်ရဟရင်ပေါ်မှာလိုက်ပါလာတော့စစ်ကောင်စီတပ်ဖွဲ့ဝင်၈ဦးသေဆုံးကကျန်ဟရင်လည်းပျက်စီးသွားခဲ့ပါရယ်၂024ခုနှစ်ဇန်နဝါရီလ16ရက်နေ့တွင်လည်းရှမ်းမြောက်ဒေသကုတ်ခိုင်မြို့နယ်နံပါတ်ကာရွာတိုက်ပွဲဒေသထံသို့ပုံလာကျခဲ့တဲ့စစ်ကောင်စီ၏တရုတ်လုံ FTC 2000G တိုက်လေယာဉ်ကိုကချင်လွတ်လပ်ရေးတပ်မတော် KYA ကပစ်ချခဲ့တဲ့အတွက်တိုက်လေယာဉ်ပြကြသွားခဲ့တဲ့ဖြစ်စဉ်များအချင်းချင်းရှိခဲ့တာလည်းဖြစ်ပါရယ်ရှင် ချက်လက်ပြီးတောင်ကူလီတပ်ကိုရှော့တိုက်တုံးများဖြင့်ပစ်ခတ်မှုဒုဗိုလ်မှူးကြီးနှုတ်ပါဝဲစစ်တပ်ဗမာ၁၀ဦးသေဆုံးပြီးတိုက်လီရဲ၂စီ Y8 လီရဲ၂စီနဲ့ကိုရောင်များထိမှန်ပျက်စီးသွားတဲ့တဲ့ကိုထိဆက်ပေးကြပါရစေ။ဘကူတိုင်းတောင်ကူမြို့ကိတုမဒီလီတက်စကန်တွင်သူတရားကိုမမရှော့တိုက်တုံးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရမှာဒုဗိုလ်မှူးကြီးနှုတ်ပါဝဲ၁၀ဦးသေဆုံးပြီး Jet Fighter ၂စီ Y8 တစီနဲ့ကိုရောင်များထိမှန်ပျက်စီးခဲ့ကြောင်း Brave Warriors for Myanmar BWM ဖွဲ့မှတာဝန်ရှိသူတဦးထံကသိရှိရပါရစေ။မေလ 18ရက်နေ့နနက်တနားရီ48မိနစ်အချိန်တောင်ငူမြို့ကေတုမတီလေးတက်စကန်ကိုတရားကုန်မမရှော့တိုက်တုံး17လုံးပြည့်ပြက်ကတ်တက်ခိုက်ခဲ့ရမှာရှစ်လုံးအောင်ပြင်းစွာကြားရောက်ပတ်ခွဲခဲ့ပြီးလေးတက်တွင်ရှိ drone ကိုရောင်မီးလောင်ဖြစ်စီကလေးတက်အတွင်ဖြစ်စီတဲပို့လုပေးနေသောရေချူလေးတက်တွင်ရှိလေးတက်စစ်တီများနားနေဆောင်မှာတလုံးလေးရင်အပိုပစ္စည်းကိုရောင်နှလုံးတို့ထိခိုက်ဖြစ်စီခဲ့ကြောင်းသိရှိရပါတယ်။စူပါတက်ခိုက်မှုကိုတော့ Preforias for Myanmar PWM Mountain Knights Civilian Defense Force M MKCDF Anti Crew People's Liberation Force ACPLF နဲ့တန်တောင်မြောက်ပိုင်းအထူးဒေသအဖွဲ့တို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။တာဂူလီတက်စကန်ဟာစစ်ရာဇဝတ်မှုများကျူးလွန်ရမှာအရေးပါတော်လေတက်တောက်တိုင်တစ်ခုဖြစ်တာဝန်ထမ်းဆောင်ပေးနေသည့်အပြင်ယခုရက်ပိုင်းတောင်ပိုင်းတော်လိုင်းအင်အားစုများရဲ့တော်လိုင်းလှုပ်ရှားမှုများကိုလည်းလေးချောင်းမှတရဆက်ပုံကျဲတိုက်ခိုက်ရပြီးဒီကပါဝင်နေသောလေတက်စကန်တစ်ခုဖြစ်တဲ့အတွက် BWM Mission 37အဖြစ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ ပြည်ပြည်စစ်စစ်ရေးများတွင်ပြည်သူတော်လှန်ရေးအားစုများကိုရင်ဆိုင်နိုင်စွာမရှိတော့ပဲကြာရှုံးမှုများစွာနဲ့ရင်ဆိုင်နိုင်ရတဲ့စစ်ရှုံးကောင်စီဟာဒေသကိုအားကိုးရေးဝင်းဟင်အသာစီးဖြင့်တော်လှန်ရေးအားစုများကိုတံပြဲတိုက်ခိုက်လာရုံများပကပဲဒီပေးရေးမျိုးနဲ့အိုထိတ်ခွေကြီးရွာစတဲ့ကြောင့်မှာចောင်းသူចောင်းသားကလေးတငယ်များနဲ့ဆရာဆရာမများကိုပုံကျဲတပြတ်မှုဖြင့်နိုင်ငံတော်ဝန်အရပ်ပိုက်ပြည်သူများကိုပြစ်မှတ်ထားပုံကျဲတပြတ်ပြခြင်းဖြင့်၎င်းရဲ့ပတရားလူယူထားသောအာဏာကိုဆက်လက်ဆုပ်ကိုင်ထားဖို့ကြိုးစားနေကြောင်းသိပေးထားပါရယ်။မျိုးတော်လှန်ရေးအောင်မြင်ရေးစ စ်ကောင်စီလေတပ်ကိုပြိုလဲအောင်လေတပ်များတိုက်လေရင်များပိုင်လော်များလေရင်စီပုံတိတန်းစာတို့ထုတ်လုပ်သည့်စက်ရုံပါဝင်လေတပ်ကိုအဖြေတဲ့တောက်တိုင်မျိုးစုံတို့ကိုဖြိုလဲရန်လက်လန်းမိတဲ့တွလိန်အင်အားစုများပြည်သူများမှတန်တိုင်းဒီဘက်မှဝိုင်းဝန်းကြိုပမ်းကြရန်မြစ်တိုင်ရက်ခံထားပါရရှိ ဆလဘီတိုင်းမြန်မာနယ်ချက်ရှိစစ်ကောင်စီ E4K စကန်ကိုနိုင်ပိုင်းသာတိုက်ခိုက်သိမ်းပိုက်ပေးတဲ့နောက်စကန်တစ်ခုလုံးသိမ်းပိုက်ရရှိသွားတဲ့တဲ့တွေကိုထိဆက်ပေးကြပါမယ်။ KNB နဲ့ KNU တက်မဟာခုနှစ်နေမြေတိုင်းမြန်မာနယ်ချက်ရှိစစ်ကောင်စီ E4K စကန်ကိုနိုင်ပိုင်းသာတိုက်ခိုက်ပေးတဲ့နောက်စကန်တစ်ခုလုံးကိုသိမ်းပိုက်ရရှိသွားပြီဖြစ်ကြောင်း KNU တရင်းမြစ်ထံကသိရှိရပါတယ်။မေလ19ရက်နေ့မွန်တဲ17ရက်နေ့ဝင်းကျင်ချိန်မှာစတင်ပြီးစစ်ကောင်စီရဲ့ E4K စကန်ကို KNL KNDU နဲ့ပူးပေါင်းတပ်များကစတင်တိုက်ခိုက်ခဲ့ကြောင်းအရင်နောက်ယမန်နေ့ည7နာရီဝင်းကျင် ချိန်တွင်စခန်းကိုချင်းကပ်ဝင်ရောက်နိုင်ခဲ့ပြီးညတကောင်းရံအချိန်စခန်းတစ်ခုလုံးကိုသိမ်းပိုက်နိုင်ခဲ့ကြောင်းသိရှိရပါသည်။မေလ16ရက်နေ့တွင်ထိုင်းမြန်မာနယ်စပ်အနီးရှိမေလစစ်တပ်စခန်းကိုသိမ်းပိုက်ပြီးတဲ့နောက်မေလ19ရက်နေ့တွင်မော်ဖိုကီစစ်တပ်စခန်းကိုလည်း KNU တရဲထဲအပြီးပြတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပါသည်။အဆိုပါမော်ဖိုကီစခန်းသိမ်းတိုက်ပွဲကြောင့်မိသူ142ဦးထိုင်းနိုင်ငံဘက်အချမ်းသူစစ်ပီးထိန်းချောင်ထွက်ပြေးခဲ့ရပြီးထိုင်းစစ်တပ်ကလည်းနေဆက်တွေလူကြုံရေးတုံ့ပြန်ခဲ့ပါသည်။ KNU တပ်မဟာခွန်းနေမြေထိုင်းမြန်မာနယ်စပ်ရှိစစ်ကောင်စီတပ်စခန်းများက ိုတောက်လျှောက်ဆူတဲ့သူ KNL ဦးဆောင်တဲ့ဒလိုင်းတက်များကတက်ခိုက်သိမ်းပိုက်ခဲ့ရမှာမက်စတာဧပြီလနဲ့ယခုမေလအတွင်းတွင်ထိုင်းပြည်မှာနေဆက်အနီးမှာစစ်ကောင်စီ၏ပူလူတူကလေးတီတကောပီခွေမောဖာသူစကန်ဒါလီစကန်မေလမဘောကီစကန်များကိုဆက်တိုက်တက်ခိုက်သိမ်းယူနိုင်ခြင်းချက်လေးဖြစ်ပါတယ်။လက်ရှိထိုင်းပြည်မှာနေဆက်တွင်နွန်တရားမေတဝမောယလီဒေါတာစုစုပေါင်းစစ်ကောင်စီ၏တက်စကန်လေးခုဝင်းကျင်တာချက်ရှိတော်တာဖြစ်ကြောင်းစစ်ကောင်စီတက်စကန်များအားလုံး KNU လက်အောက်သို့ချက်ရောက်နေပြီဖြစ်ကြောင်းသိရှိရပါတယ်ရှင်။ ဒီကနေ့2025ခုနှစ်မေလ20ရက်နေ့အင်္ဂါနေ့အတွက်နောက်ဆုံးရမြင်ရင်းသတင်းများကို Support PDF မြန်မာမှတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကျွန်တော်ကတော့တင်ဆက်သူနှိုးယင်းမွေးဖြစ်ပါတယ်ရှင်။